လာမယ့်ဇန်နဝါရီမှာတော့ဒီကစားသမားနေရာကိုဖြစ်နိုင်ခင် United ကိုဖလားပေးလိုက်တော့ Manchester United အတင်းရဲ့လက်ရှိစွမ်းဆောင်ရာပရိသတ်တွေတော်တော်တကယ်ကိုကျေနပ်ဆရာပါ United အတင်းအောင်ပြီးခဲ့တဲ့ Premier League ပွဲအစဉ်တုန်းက Brighton တင်းကို၄ဂိုးနှုတ်နဲ့နိုင်ရရှိခဲ့ပြီးတော့ Amorin လက်ထံပရမအောင်ဆုံးအကြိမ် Premier League ၃ပွဲဆက်နိုင်ဝယ်ရောက်နိုင်ခဲ့ပြီးဖြစ်ပါရင် United တင်းနိုင်ရရှိခဲ့တဲ့အတင်းတွေကိုပြန်ကြည့်မယ်ဆိုရင် DRD တန်းတန်းအတင်းတွေမှာခြေစွာနေပြီးလက်ရှိမပင်းဆရာအဆင့်၄နေရာမှာရပ်တည်နေတဲ့ Sunderland ဒီကနေ့ရာသီတုန်းကပရီးမီးယားလိချန်ပီယံဆုကိုရောက်နိုင်ခဲ့တဲ့ပြင်ဒီရာသီမှာလည်းပေါင်သန်း900ကျော်အသုံးပြုပြီးတော့ကစားမခွန်မှုတွေပြုလုပ်ထားခဲ့တဲ့လက်ရှိချန်ပီယံလီဗာပူးနဲ့သူတို့အသင်းနောက်ဆုံး200သီဆက်တွဲဆောင်ခဲ့တဲ့ပွဲစဉ်မှာအင်္ဂလန် Ultra Four မှာအရှုံးပေးထားခဲ့တဲ့ Brighton အသင်းတို့ကိုဖြစ်ပါရည်ဒီပွဲဒီမှာ United အသင်းအနေနဲ့ကံကောင်းလို့ဒိုင်ကိုမီအနိုင်ရရှိခဲ့တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုချေဆွမ်းအရာဒိုမနစ်ကောင်းကောင်းလုပ်နိုင်ခဲ့ပြီးတော့ဂိုးပြတ်အသင်းကိုနေနိုင်ရရှိခဲ့တာဖြစ်ပါရည်အခုလိုမျိုးနိုင်ရရှိခဲ့ပြီးတော့ United အသင်းအားလက်ရှိ ပရီးမီယာလိမ်းမှာပြင်းစရာမှာအဆင်းချောင်းနေရာလေးတက်လိုက်နိုင်ခဲ့ပြီးတော့မဟာမြုပ်ကံပြိုင်ပတ်မန်စီးတီးနဲ့ရမှတ်တူဇာတ်ထဲမှာဥဆောင်နေအာဆင်နယ်တင်းနဲ့6မှတ်အကွာမှာရပ်တည်နေတာဖြစ်ပါရင်ပြောမယ်ဆိုရင်ယူနိုက်တက်အသင်းအောင်ပြီးခဲ့တဲ့ဒီနှစ်ပွဲသုံးပွဲတုန်းကဆိုရင်ပရီးမီယာလိမ်းမှာတန်းစင်းဖို့အထိရုန်းကန်နေရပြီးအဆင့်14နေရာတိထိုးဆင်းသွားခဲ့တဲ့အသင်းမှာဒါပေမဲ့အခုလိုမျိုးသုံးပွဲဆက်နိုင်ရရှုမဲ့တဲ့သူဇာတ်ထဲပိုင်းကိုပြန်လည်တလန်းလာနိုင်ခဲ့တာဟာပရီးမီယာရိုမင်အမ်မရင်အတွက်လည်းဖျားရဲအောက်ကနေရောကျသွားစေခဲ့တယ်လို့ United ပရိသတ်တွေအတွက်လည်းပရီးမီယာလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်မျိုးကိုပြန်လည်ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ United တဲ့လည်းရှေ့ပုံစံလက်ရှိကစားမစုဖွဲ့ရ Premier League Champion စုကိုစိန်ခေါ်နိုင်မှုကတော့ပြောဖို့စောနေပါသေးတယ်။အဓိကအပြင် United အသင်းရဲ့ကွဲလိုက်ပိုင်ကလိုအပ်ချက်တွေရှိနေခဲ့ပြီးတော့အခု DRD Premier League ပွဲစဉ်၉ပွဲအပြီးမှာ Casemiro ထွက်ခွာသွားဖြစ်ခဲ့ပြီးတော့ United အသင်းရဲ့ပေးရတဲ့ပေးခွင့်ရအတွက်ဟာ73ဂိုးရှိနေကြတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဖိလိုက်တဲ့အသင်းတွေနဲ့ကက်စမဲရိုကွင်းထဲမှာရှိနေစဉ်အတွင်းပေးကိုသုံးဂိုးသာခွင့်ပြုခဲ့ရပေမယ့်ကက်စမဲရိုတွက်ခွာသွားခဲ့ပြီးတော့ပေးကို73ဂိုးထိခွင့်ပြုခဲ့ရအောင်ကြည့်မယ်ဆိုရင်ဖိလိုက်တဲ့အသင်းရဲ့ကွင်းထဲမှာအားနည်းချက်တွေရှိနေသေးတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် လက်ရှိ United အသင်းမှာကွင်းလင်ကစားသမားဆစ်ဆစ်ဆိုတော့ Casemiro, Mainu နဲ့ Uga တိတူတာရှိတာဖြစ်ပါတယ်။ Mainu ကတော့အသွေးကြုံနဲ့အသက်ရွယ်ရာ United အသင်းရဲ့ကွင်းလင်ကိုထိန်းချောင်းနိုင်စွမ်းမရှိသလို Uga တိရဲ့ခြေစွမ်းကလည်းတနည်းရွှေတနည်းမွေဖြစ်နေခဲ့တာပါ။ဒါကြောင့်လည်း United အသင်းရဲ့ကလန်ဝင်ကစားသမားဖြစ်တဲ့ Ryan Kane ကလာမယ့်ဇန်နဝါရီအပြောင်းရှိမှာ United အသင်းအနေနဲ့ Casemiro ရဲ့နေရာကိုသာဖြည့်တင်းနိုင်ခဲ့မယ်ဆိုရင်သူတို့ကို Champions League ဆင်းထဲမှာထင်ထားတဲ့ Premier League Champions ကိုမမျှော်လင့်မဲ့ရရှိသွားနိုင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာပါ။ ရိုင်းကောင်ယူနိုက်တက်အသင်းအဓိကလိုအပ်ချက်ကကက်စမဲရိုဖြစ်နေပါရင်ကက်စမဲရိုကွင်းထဲမှာရှိနေတဲ့အချိန်မှာဆိုယူနိုက်တက်အသင်းအပြိုင်မဲ့ကွင်းလည်နဲ့ကောင်းကောင်းရှင်းနိုင်ပေမဲ့ကက်စမဲရိုကွင်းထဲမှာမရှိတော့တဲ့အချိန်မှာယူနိုက်တက်ကွင်းလည်ဟာအတက်မဲ့သွားခဲ့ပါတယ်။ဒါကြောင့် MRN နဲ့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာကက်စမဲရိုနေရာကိုအစားထိုးနိုင်ပေမဲ့ဘက်ကကစားမကောင်းကောင်းလိုအပ်နိုင်ပါတယ်။လာမယ့်ဇန်နဝါရီပြောင်းရွှေ့ကတော့ကစားမဝယ်ရမှုတွေခက်ခဲမဲ့အချိန်မှာဒီလိုအချိန်မျိုးမှာကက်စမဲရိုနေရာကိုရေတိုအစားထိုးနိုင်ပေမဲ့ကစားမတယောက်ခေါ်ယူပြီး လာမယ့်နှစ်နွေရာသီကြားမှာတကယ့်ထိတ်တန့်ကွင်းနိုင်ငံစားမှကြောက်ခေါ်ယူမလားဆိုတာအမရင်ဆုံးဖြတ်သွားရမှာပါဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ရိုက်တဲ့တရားပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့နေကကွင်းနိုင်ငံစားမှကြောက်ခေါ်ယူဖို့အတွက်ပြင်မဲ့ထားနေတာဖြစ်ပြီးတော့ Brighton အသင်းရဲ့ကွင်းလယ်ကျယ်ဝင် Carlos Palhiba ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပူပါတယ်။ဒါပေမဲ့ Brighton အသင်းဘက်ကဘလီဘာရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း150ဝန်းကျင်သတ်မှတ်ထားတာကြောင့် United အသင်းကလက်ဆောင်သွားခဲ့တာဖြစ်ပါတယ်။လက်ရှိ United အသင်းရဲ့ Radar ထဲမှာ Carlos Palhiba အပြင် Pacer Bailey အသင်းရဲ့ကွင်းလယ်လူအတန်းဝါတန်လည်းရှိနေတာကြောင့်ဒါပေမဲ့ 上下的标示嘛，别个在马个乌沙考口多不里耍，就那种少去游嘛嘛。